ီပါကနေဗျူးလိုက်စတိုင်ကိုကြီးရှုနေတဲ့ပိဋကကြီးအားလုံးကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေ။ဆရာနေရာဒီဆက်ဝန်းတို့ရွှေပြောင်းလာတာ2020နဲ့5မေလ22ရက်ရောက်လာပါပြီ။အဲ့တော့ຫນွေကနေမိုး မိုးကနေဆောင်းအချိန်ကာလကတားလို့မရအောင်နိုင်ဆက်ကနေကျက်ထားလို့မရအောင်ရွှေ့လို့လည်းမရအောင်သူ့ဘာသူပြောင်းနေမှာပဲဆက်ကန်လေးတွေမိနစ်ကလေးတွေနိုင်နေညရက်လနှစ်အဲ့ဒါလိုပဲလူတွေတတ္တဝါတွေတက်ရှိတက်မဲ့တွေရဲ့ရုပ်နာအဖြစ်ပြက်ကံတရားအဖြစ်ပြက်တားလို့မရအောင် သူ့ဘာသူဖြစ်မယ်ပြက်မယ်ပြောင်းမယ်ရွှေ့မယ်သွားတယ်အဲ့တော့ကျွန်တော်တို့လူသားတွေကတဘာဝတရားကြီးနဲ့တဟဇာတာဖြစ်ဖို့လိုတယ်တဟဇာတာမဖြစ်ဘဲတဘာဝတရားကြီးကိုစကျင်မဲ့ပုံကံမဲ့အရွက်တိုက်မဲ့ထင်ရဆိုင်မဲ့ဆိုတဘာဝကြီးကတော့ဘာမှမရှိဘူးလူသားတွေကကိုယ့်ရဲ့လော်မှာဖောက်ပြမှုတွေက ကိုယ်ပြန်ပြီးဒုက္ခပေးတာအဲ့တော့ကျွန်တော်တို့တဘာဝတရားကြီးနဲ့လိုက်လျောကြီးတွေဖြစ်အောင်နေကြထိုင်ကြပါလို့တတိပေးခြင်းပါတယ်ဥမာຫນွေရောက်ရင်ຫນွေနဲ့တူတဲ့အနေထိုင်အတော်လားအစားတော့မိုးစုမိုးနဲ့တူတာအဲ့လိုနေအခုမိုးရောက်လာပြီမိုးရောက်လာပြီဆိုရင် ရေတွေမြေတွေကြီးတော့မယ်မြေတွေပြူတော့မယ်ပုံတိုင်းတွေတိုက်တော့မယ်မိုးသီးတွေကျွေတော့မယ်မိုးတွေချိန်တော့မယ် ဒါဆိုရင်ကျွန်တော်တို့အဲ့ဒါကိုအမှုမဲ့အမှတ်မဲ့ကိုယ်နဲ့မဆိုင်သလိုမနေပဲနဲ့ငါတို့လည်းဆိုင်ပါလားငါတို့ပတ်ဝန်းကျင်ငါတို့ရွာငါတို့မြို့ငါတို့တိုင်းပြည်လည်းဆိုင်တာပဲအဲ့တော့ငါတို့ကြိုတင်ပြီးဘလို့ကာကွယ်မလဲဒီမိုးရေကိုဘလို့အတုံးချမလဲအတားလူအဲ့ဒါဆိုအကျိုးရှိပါတယ်အဲ့တော့အခုဗေဒင်ဆရာတယောက်နေကံတရားကိုပြောမှာ ကံတရားမူပြောမဲ့အချိန်မှာအခုလိုတဘာဝတရားအကြောင်းဘာလို့ပြောရတာလဲဆိုတော့ဒီနှစ်ကခါတိုင်းနှစ်တင်တာမတူဒါဟိုနှစ်စရတွေကကျွန်တော်ပြောထားတာဟိုဖြိုးလိုက်ဆိုင်ရာမိသားစုကကျွန်တော်မိသားစုလိုဖြစ်နေလို့ကျွန်တော်ပြောတင်ပြောထိုက်တာတွေကိုချပြောတကယ်တော့တပတ်စာမှာဒါကြီးပြောစရာအကြောင်းမရှိဘာကြောင့်ပြောလဲတန်မှုထားလို့ကျွန်တော်ရဖြိုးလိုက်ဆိုင်ကိုဝင်ကြည့်နေတဲ့ပိဋကတ်ကြီးတွေအတိတရီလေးထားနိုင်ဖို့ မတူတဲ့နှစ်ဖြစ်တဲ့အတွက်တဘာဝတွေကပြင်းထန်တဲ့ငလင်တို့ပြင်းထန်တဲ့မိုးများတာပြင်းထန်တဲ့မိုးခေါင်တာပြင်းထန်တဲ့ဆယ်မြောင်းအင်းအိုင်တွေပျက်စီးတာဒါတွေလာမှာအော်မေလာ20နှစ်ဆိုရင်လာပြီကျွန်တော်မြန်မာနိုင်ငံအနေနဲ့ဆိုပုတ်တုံမှုကဗမာတပြည်လုံးဝင်သွားပြီအဲနောက်ဆက်တွဲကလာတော့မယ်မြေကြီးတာတို့မြေပြူတာတို့မိုးရွာတာတို့ နှစ်တိုင်းနဲ့မတူတဲ့ခံစားချက်တွေနှစ်တိုင်းနဲ့မတူတဲ့သဘာဝလွန်ကဲမှုတွေလာမှာအဲ့မှာသတိထားပါဒါလေးပြောချင်ပါတယ်အခုတော့မေ20နှစ်နဲ့28ကြာမှာပြောင်းလဲဖြစ်ပေါ်လာမယ်ကံတရားဆက်နေရစီပွားစီကံတရားကိုလူတူရှင်းလေးတွေနဲ့တိတိကျကျထီးထီးရောက်ပြောပြမှာဖြစ်ပါဆက်လက်ပြီးတော့ဓနုရာသီပွားဓနုရာသီပွားစီဆိုတာ ခရီးများတဲ့ကာလနိုဝင်ဘာ23ကနေဒီဇင်ဘာ27ကြာအဲ့ရမွေးဖွားတာကိုဓနုရသည်ဘွားလို့ခေါ်တယ်ဓနုရသည်ဘွားမိသားစုတွေဟာယခုကာလမှာ ခရီးဘလောက်များလဲဆိုအိမ်မှာနေတော့အိတ်ချိန်ပဲရှိမှာတနေ့လုံးကြောင်းအိမ်အလုပ်ဌာနခရီးလမ်းပေါ်အကြောင်းနဲ့အကျိုးကြောင့်လမ်းပေါ်မှာပဲများနေမဲ့ခொနည်းပြပါခရီးထွက်မဲ့သူတွေမြန်မြန်ထွက်ဖြစ် ရှယ်ယာစတု လုံးမဲ့လူတွေမြန်မြန်လုတ်ဖြစ်မယ်။အဲ့မှာတတိထားရှယ်ယာစတုလုံးတဲ့လူဟာအုပ်စုလိုက်ကြီးရတယ်အုပ်စုအကြီးဖြစ်သွားတတ်တယ်။အဘာပဲဖြစ်ဖြစ်လေငွေရင်းနှီးမြှုပ်နှံမှု များများမလုတ်သင့်ဘူး။ပညာနဲ့အလုတ်နဲ့ရာ အသိပညာယူလူနဲ့အဲ့ဒါပေါင်းပြီးလုတ်တဲ့လူကအများများမှာခရီးကိစ္စရှယ်ယာစတုကိစ္စတင်နန်းကိစ္စပွဲစားကိစ္စ အောင်မြင်တဲ့အချိန်အိမ်ရောက်အိမ်ဝဲကားရောက်ကားဝဲပွဲစားလို့အကျိုးဆောင်လို့နောက်ဆုံးလှုပ်ရှားမရှိတဦးနဲ့တဦးတယောက်တယောက်ချစ်သူတို့ရှောက်တော်လမ်းဝင်ပြီးအကုန်ညားသွားအဒီအချိန်မှာလှုပ်လို့ကောင်းတယ်ခရီးသွားနိုင်ငံသားတော်မလားတွားလို့ရတယ်ပြည်စင်းတော်မလားတွားလို့ရတယ်ငွေအရင်းနှီးမပါပဲလူနဲ့ဆန္ဒနဲ့ပညာနဲ့ရင်းနှီးပြီးထိတ်ဆုပ်ရောက်သွားနိုင်တော့လုပ်ငန်းရှင်များကုမ္ပဏီပိုင်ရှင်များဖြစ်သွားပါလိမ့်မယ် ဓတိထားရမှာကတခိုးဂျဘူးနဲ့ခေါင်းမုံဖြတ်ကိုနဲ့ကပ်ရရှိတယ်ဥမာကိုက3000ရမယ်ကို3800ပဲပြီး3000ဖြတ်ယူလိုက်တယ်တယောက်ယောက်ကအာသူ့ကိုပေးလိုက်ပါဥကောင်းဆန်လင်းကိုဒီငွေကတော့လိုက်ပါလို့ပေးလိုက်ပါလို့ပြောတယ်မပေးဘဲနဲ့အလားကိုလှဲ့တော့ပြီးဝက်လက်ကြောင်ပတ်ကြီးတွေသတင်းလောက်တော့ပေးမယ်ဘာသူကတော့ဆရာကြီးတွေပတ်စံပေးထားပါတယ်ကျွန်တော်ကတော့မအားသေးလို့တမီးကတော့မအားသေးလို့ ခေါင်းစဉ်အမျိုးမျိုးပြခေါင်းမူဖြတ်လိုက်။နောက်အိမ်ကားအိမ်ရောက်ကုမ္ပဏီကိစ္စအခွန်အခောက်ကိစ္စခေါင်းမူဖြတ်လိုက်။အာတရီတာ။အဲ့တော့အားရကြီးကောင်းလွယ်လွယ်လေးအိမ်ထဲမှာရှိရဖနာဆုပ်သီးဆုပ်ရှာစန္ဒီနာအဆုပ်ဓာဘူးဆုပ်ရှာနတ်ပုံတော်အဆုပ်ရှာယူလှုပ်လိုက်။ပြီးရင်အိမ်ရဲ့အနောက်တောင်တော့ဆက်ခုလေးနည်းနည်းတခုနှစ်ခုယူမီးရှို့ထိုင်ကြည့်ရေလောင်းလှုပ်ပြ အဲဆိုစောစောခေါင်းမူဖြတ်ခုတ်သွေးဆုပ်တဲ့ပွဲသားရှိနေဂျားလူမလုတော့ဘူးယောဂဘေးကလည်းကင်းမှာအကန့်ကောင်းမှုဒီကာလမှာအရောအဆက်တွေဝက်လေနှမျိုးသုံးမျိုးလေးမျိုးထောင်လိုက်စေအကွက်တွေပန်းရောင်တွေအပွင့်အခက်တွေဝက်ကိုငါရှစ်ပတ်လဲကြာတော်ရီတောက်ကြမှာထူးဒီကာလမှာအရောအဆက် အစာရည်စာတွေများများစားပေါ့အရောစားဆောင်မှာမုံငါးစားတယ်ညခေါက်ဆွဲလေးပါထဲပါပေါ့ဟုတ်လားအကျော်တစ်ခုနှစ်ခုထဲပေါ့အဲ့လိုအရောစားလေးစားပြီးကံကောင်းတယ်ရှိရမယ်ကုံတော်တတ္တာသေးဝမနုဿတာနာတတ္တာသေးဝမနုဿတာနာပရိကုပ္ပစိအဲ့ဒါဆိုရင်ဓနုရာသီဝါမိသားစုအလုံးတွားရင်လာရင်လှုပ်ကဲ့ရင်နဲ့ ချမ်းသာဒုက္ခတေချာရပါလိမ့်မယ်ခင်ဗျ